မင်္ဂလာပါတပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီကျွန်မကတော့ဖော်ပါဒီတပတ်မှာတော့အာရခတက်တော်အေအေကအုတ်ချုပ်ရေးစံမာရေးနဲ့တရားစီရင်လုပ်ငန်းတွေကိုအစိုးရတရက်တစ်ပွဲလှုပ်ဆောင်လာတာတွေနဲ့နောက်တစ်ဖက်မှာတော့စစ်ကော်မရှင်တပ်ကအရက်သားတွေကို ပြစ်မှတ်ထားလေကြောင်းကနေတိုက်ခိုက်မှုတွေပြင်းထန်လာနေတဲ့ရခိုင်ပြည်နယ်ရဲ့နောက်ဆုံးအခြေအနေတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် အာရခတတအေအေတမှုကြောင့်ဘိုးချုပ်ထွန်းမြက်နိုင်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်အေအေကဖန်စီတန်ချမှတ်ခံထားရတဲ့မွတ်စလင်ရှစ်စော်ကြောင့်ပြန်လည်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကကြားရောက်ခဲ့တဲ့အေအေတမှုကြောင့်ရဲ့မွေးနေ့မှာအကျဉ်းသားစုစုပေါင်း82ဦးကိုလူငယ်ခွင့်ပြုပြီးလွတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြန်လွတ်လာသူတွေဟာစစ်ကော်မရှင်တပ်နဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အာဆာတို့နဲ့ပတ်သက်ဆက်ဆက်မှုတွေကြောင့် AA ကဖမ်းဆီးပြီးပြစ်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်တယ်လို့သိရပါတယ်။အခုလူငယ်ခွေရရှိသူတွေထဲမှာ ပြစ်မှုတိတ်မကြေပဲရော်နေတဲ့သူတွေနဲ့တက်ကြီးရွယ်အိုးတွေအဓိကပါဝင်တယ်လို့သိရပါတယ်။ ဒါပြင်အာရခတက်တော်နဲ့စစ်ကော်မရှင်တက်တို့ကြာမောင်တော်ဘူးတီတော်တိုက်ပွဲတွေအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့သူတွေလက်နက်ချအလင်းဝင်လာတဲ့မွတ်စလင်တွေလည်းပါဝင်တယ်လို့သိရပါတယ်။သူတို့ကို ပြန်လွတ်ပေးရမှာတော့ခရိုင်မွတ်စလင်ရေးရာကောင်စီအဖွဲ့ဝင်တွေခရိုင်အစ်စ်ဂျူလီအဖွဲ့ဝင်တွေနဲ့အာရခပြည်သူဒေါ်လာရဲ့အစိုးရရဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေစီကို ပြန်လည်အနှံခဲ့တာပါ။ အဲ့ဒီနောက်ဂရိခံကိုလက်မှတ်ရေးထိုးခိုင်းပြီးမှပြန်လည်လွတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ကကျေးရွာ၃ရွာကိုစစ်ကောင်စီတပ်ကတရက်တည်းမှာလက်နက်ကြီးတွေရော လေကြောင်းကပါဇက်တိုက်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံကဦးသေဆုံးပြီးကိုဦးတန်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကကွန်းတောင်အောင်ဖြူပြင်နဲ့ရိုးတရုတ်ကျေးရွာတွေမှာဖြစ်ပွားခဲ့တာပါ။ တိုက်ဆုံမှုနဲ့ဒဏ်ရာရမှုအများစုဟာရိုးတရုတ်ကျေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံးလုံးဇက်တိုက်ကျဲချခဲ့ရာကနေဖြစ်ပွားခဲ့တာပါအလားတူပဲအဲ့ဒီနေ့မနက်၁၇နာရီခွဲလောက်မှာအောင်ဖြူပြည်ကျေးရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံးလုံးကျဲချခဲ့တဲ့အတွက်အမျိုးသမီးတဦးဒဏ်ရာရရှိသွားခဲ့ပါတယ်ကွန်တောင်ကျွော်ကိုလည်းစစ်တွင်မျိုးအခြေဆိုင်စစ်ကောင်ရှင်တရင်ကနေလက်နက်ကြီးတလုံးလမ်းပြစ်ပစ်ခတ်ခဲ့ပါတယ် ဒီပိကမှုကြောင့်ဒေတာခံမြို့သားတို့ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ဒီကျွေးရွာသုံးခုကို တရက်တည်းမှာပြင်းမထားတိုက်ခိုက်မှုတွေကြောင့်စုစုပေါင်းသေဆုံးသူ9ဦးနဲ့ဒဏ်ရာရသူ9ဦးအထိရှိခဲ့တာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ရေပိုင်နဲ့အတွင်ပိုင်းကိုတရားမဝင်ကျူးကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါဖန်သမား6ဦးနဲ့သူတို့ရဲ့ပုံတစည်းကိုအာရခတက်တော်အေကထပ်မံဖမ်းဆီးလိုက်ပါတယ်။ ဒီဖမ်းဆီးမှုကို AA ရဲ့အာရခကန်းချေသောလုံချုံရဲ့တပ်ဖွဲ့ကပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီနေ့နေ့လယ်3နာရီကျော်လောက်မှာအလဲတန်ကျော်ချောင်းဝကန်ဆက်အထိဝင်ရောက်ပြီးငါခိုးဖမ်းနေတဲ့အဲ့ဒီဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား6ဦးကိုအထောက်အထားတွေနဲ့တကွဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ မော်ဒော်ဒေတာမှာဒီလိုငါခိုးဖန်းသူတွေရဲ့အန္တရာယ်ဟာတာမန်ထက်ပိုကြီးမားပါတယ်။ဘာကြောင့်လဲဆိုတော့အာစာအဖွဲ့ဝင်တွေဟာအခုလိုငါခိုးဝင်ဖန်းသူတွေရဲ့အဖြစ်အယောင်ဆောင်ပြီးအေအေတပ်ဖွဲ့ဝင်တွေကိုတပ်ဖြတ်တာလက်နက်တွေလူယူခဲ့တာမျိုးတွေမကြာခဏရှိခဲ့ဘူးလို့ဖြစ်ပါတယ်။အခုလိုဖြစ်စဉ်တွေထပ်မဖြစ်အောင်ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်းမိမိနိုင်ငံသားတွေကိုတင်းတင်းကြပ်ကြပ်ကြီးကြပ်ပြီးမဝင်ရအောင်တားဆီးသင့်တယ်လို့မောင်တော်ဒေတာခန်တွေကပြောဆိုကြပါတယ်။ ဒါဟာနှစ်ဖက်အပြန်အလှန်လေးစားမှုကိုပြသရလဲရောက်တယ်လို့လည်းသူတို့ကထောက်ပြကြပါတယ်။လက်ရှိဖမ်းဆီးထားတဲ့ငါးဖမ်းသမား6ဦးကိုတော့ဥပဒေနဲ့အညီစစ်ဆေးအရေးယူမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပြခဲ့တဲ့အော်တိုဘာလာတလာတဲမှာပဲရခိုင်ပင်လယ်ပင်ကိုဒီလိုငါးခိုးဖမ်းဖို့ဝင်ရောက်ခဲ့လို့ဖမ်းဆီးခံရသူ15ဦးလောက်ထိရှိခဲ့ပါတယ်။အရခတက်တော် AA အနေနဲ့ အရခရေပိုင်းတ်ထဲကိုတရားမဝင်ကျူးကျော်ငါခိုဖမ်းသူတွေကိုဖမ်းဆီးစစ်ဆေးပြီးအကြိမ်ပေါင်းများစွာတရီပေးပြန်လုပေးခဲ့တာတွေရှိပါတယ်။ဒါပေမဲ့လည်းအခုလိုတရားမဝင်ခိုးဝင်သူတွေကတော့ဇက်တက်ရှိနေသေးပဲဖြစ်ပါတယ်ရှင်။အရခတက်တော် AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာရှိတဲ့ကလေးငယ်တွေအတွက်အရေးကြီးတဲ့ကျန်းမာရေးဆောင်ရှားမှုတစ်ခုကိုစတင်လိုက်ပြီးဖြစ်ပါတယ်။အရခပြည်သူ့ကျန်းမာရေးဌာနကနေပြီး ငွေကင်းစားကနေအသက်၃နှစ်အောက်ကလေးငယ်တွေကိုကာကွယ်ဆေးတွေစတင်ထိုးနှံပေးနေပြီဖြစ်ပါတယ်။ဒီကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ၃ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးအေးထိချုပ်ထားတဲ့မြို့နယ်တွေအလုံးမှာလိုင်းလံလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့ကာလတွေအတွင်းကာကွယ်ဆေးလုံးဝမထိုးခဲလိုက်ရတဲ့အသက်၃နှစ်အထိကလေးငယ်တွေကိုအဓိကထားထွန်းနှံပေးနေတာပါ ကာကွယ်ဆေးတွေထဲမှာဆိုရင်ဂျပန်ဥနောက်ရောင်ကာကွယ်ဆေးဝက်သက်ပချိတ်ရောင်စုံစုကြက်ညာချောင်းစုမိခန်ကာကွယ်ဆေးနဲ့ပိုလီယိုရောဂါကာကွယ်ဆေးတို့အဓိကပါဝင်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမြို့နယ်အများအပြားမှာဆေးရုံဆေးခန်းတွေပိတ်လိုက်ရပြီးကလေးငယ်တွေကိုယ်ဆောင် မိခင်တွေနဲ့နာတာရှည်ယောဂသည်တွေအတွက်ဆေးဝါးပြက်လက်မှုတွေဇက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်မွေးကင်းစကလေးတွေဆိုရင်ကာကွယ်ဆေးမထိုးရတာဟာအခုဆိုရင်နက်နက်နေပါကြာမြင့်လာခဲ့တာပါလက်ရှိအချိန်မှာမှပထမဆုံးအကျင့်အဖြစ်ကာကွယ်ဆေးပြန်လည်ထိုးနှံခွင့်ရရှိကြတာဖြစ်ပါတယ်ကလေးမိဘတွေကလည်းအခုလိုကာကွယ်ဆေးထိုးပေးတာနဲ့ပတ်သက်လို့ဝမ်းမြောက်ကြောင်းဆိုကြပါတယ်အရင်ကအပြင်မှာကာကွယ်ဆေးဝယ်ယူလို့မရတာကြောင့်အခက်အခဲဖြစ်နေတာကနေ အခုလိုထွန်းနှံပေးတဲ့အတွက်အဆင်ပြေသွားတယ်လို့ဆိုကြပါရစေ။အာရခပြည်သူ့ကျမ်းမာရေးဌာနအနေနဲ့လည်းငွေကင်းစကလေးငယ်တွေအတွက်ကာကွယ်ဆေးကိုပုံမှန်အပတ်စဉ်အတိုင်းထွန်းနှံပေးနိုင်ဖို့အထူးဆက်လက်လှုပ်ဆောင်နေတယ်လို့ဥခိုင်ဒုက္ခကတန်လူခက်သတင်းဌာနကိုပြောဆိုထားပါရရှင်။ အရခတ်တော် AA တမှုချုပ်ဖြစ်တဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့59နှစ်ပြည့်မွေးနေ့ကိုရခိုင်ပြည်သူတွေရဲဘော်ရဲဘက်တွေနဲ့အဖွဲ့အစည်းအသီးသီးကဂုံပြုဆုတောင်းမြတ်တာပို့တာခဲ့ကြပါတယ်။ဒီဆုတောင်းတွေအပေါ်ဘိုးချုပ်ထွန်းမြတ်နိုင်ကလည်းဂျေဇုတင်စကားနဲ့အတူပြည်သူတွေရဲ့မျော်လင့်ချက်တွေအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့59နှစ်ပြည့်မွေးနေ့ကြာရောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီမွေးနေ့ကိုဂုံပြူတဲ့အနေနဲ့ဆူတောင်းမြစ်တာပေးပို့လိုက်တဲ့ဆူတောင်းစကားတွေကတော့အာရခပြည်ရဲ့အိမ်မက်တွေနဲ့အာရခပြည်လွတ်မြောက်ရေးကြိုးပမ်းဆောင်ရွက်မှုတွေကိုအများဆုံးအကောင့်ထဲဖွင့်နိုင်ပါစေလို့အဓိကထက်သွင်းဆူတောင်းခဲ့ကြတာကိုတွေ့ရပါတယ်ဒီစူတောင်းနေနဲ့ပတ်သက်ပြီးဘိုးချုပ်ထွန်းမြတ်နိုင်ကလည်းမွေးနေ့စူတောင်းမြတ်တာပို့တဂုံပြုစကားတွေပြောပေးခဲ့ကြတဲ့အဖွဲအစည်းအသီးသီးရဲဘော်ရဲဘက်တွေနဲ့ယင်းဤချစ်ခင်ကြတဲ့မိတ်ဆွေတွေအားလုံးကို အဖွဲချုပ် ULA နဲ့သူတို့မိသားစုကိုစားအထူးကျေးဇူးတင်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ဒါပြင်ဆူတောင်းစကားပြောပြကြတဲ့မိတ်ဆွေအားလုံးကိုလည်းပြန်လည်ဆူတောင်းမြတ်တာပို့သလိုက်ကြောင်းသူကဆိုပါတယ်။အရေးကြီးဆုံးအနေနဲ့ပြည်သူတွေနဲ့မျော်လင့်ချက်တွေဆန္ဒတွေအများဆုံးပြေဝလာစေဖို့အတွက်ဆက်လက်စ조사ရုံးကန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသူ့ရဲ့မွေးနေ့မှာကတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်ရှင်။ တာလင်ကသရင်ဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်တွင်ကထူးခြားသတင်းတွေကို ထုံနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တာလင်ကသရင်ဌာနရဲ့သတင်းစီစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။